အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ရဲ့ channel နဲ့ note ဆက်လိုက်ပါတကယ်ကြီးတို့ရေနှစ်သိမ့်မှာအားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါကြဗျာမနေ့ကတော့ကျွန်တော်တို့ရီးရဲနဲ့အာဆင်နယ်ပွဲကတော့အာကြီးကနှစ်ခုတခုနဲ့ဝေးခွင်းမှာတော့နိုင်ဝါနေထားအာကြီးချက်ပြန်လိအတွက်အာကြီးပြည်သားတွေမျှော်လင့်လို့ရသလို မနေ့ကကျွန်တော်ထင်တဲ့အတိုင်းပဲအင်တာနက်ဘိုင်းရန်တူတူပဲအင်တာကလည်းတက်သွားပြီအဲ့ဒီတော့ အာဆင်နယ်နဲ့ PSG နဲ့တွေ့သလိုအင်တာမီလန်နဲ့ဘာစီလိုနာပွဲကောင်းတွေပြန်လာမယ်ဆိုတော့ဒီနေ့မှာတကယ်ကြီးလို့တိတက်လေးစိတ်ဝင်စားဖို့ကောင်းနေတယ်လာယွန်နဲ့မန်ယူဝေးခွင့်မှာတူတူတေကြပါလေဒီနေ့မှာကျွန်တော်တို့မန်ယူအိမ်ခွင့်မှာမန်ယူဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ပွဲစဉ်သုံးသပ်ချက်လေးနဲ့လာယန်လေးချက်လောက်ရှိုးလိုက်အောင် โอเคတကယ်ကြီးလို့ကျွန်တော်စိတ်ဝင်စားနေတယ်မန်ယူနဲ့လာယောရှစ်ပွဲစဉ်မှာတူတူသေးကြတာနေထားရှိုးကြည့်လိုက်လို့ရှစ်ပွဲစဉ်လိုင်းရထွက်လာ နေထားနေမန်ယူမကွိုင်းရလို့ယူလို့လို့မဆာရိုးဝင်လို့ဒါလို့လို့ကစမဲရိုးလို့ဥကာတေးလို့ဝါထားရနော်ဥကာတေးလို့ဒါလို့လို့လိုင်းရောလည်းပိုသရီသရီနဲ့ထွက်လာတယ်อืมစာခီလို့ဘာလို့တော့တကယ်ပြင်သစ်လူငယ်ကစားသမိုင်းဒီကောင်လေးကြောက်ဖို့လို့ကောင်းတယ် ဒီပွဲစဉ်ကိုဒီနှစ်ပွဲမှာတော့ဘတ်တွေဘယ်လိုပေးထားလဲဘတ်တွေဘယ်လိုပေးထားလဲဆိုတော့ဘတ်တွေကလည်းမန်ယူပဲပေးထားတာပဲဗောဒီနှစ်1.75နဲ့4.33နေထားတော့တော်တော်တော့စိတ်ဝင်စားဖို့ကောင်းအောင်เนาะမော်ရန်ကတော့3.43နဲ့ထွက်လာပြီးတော့လိုင်ရောလည်း4.33ပဲတကယ်စက်လို့ပါလို့လည်းနည်းနည်းသက်ကြီးွားရင်เนาะ ပီကတာဇီလိုအမန်ဒါလိုကောင်းတယ်တိုလီဆိုမန်ယူကသာသမာဟောင်းခင်ဗျားလိုမတ်မိမှာပါမန်ယူကလိုဒီပွဲစဉ်မှာလိုင်းအပ်ဘယ်လိုထွက်လာမလဲကျွန်တော်ချက်တော့ကြည့်လိုက်အောင်မန်ယူဒီနေ့ပွဲစဉ်နဲ့ထွက်လာမှာအိုနာနာကိုပဲဖန်ခိုင်းမှာလားဒါမှမဟုတ်ဘီယန်နာလေးပဲလာမလားအိုနာနာကိုပဲဖန်ခိုင်းမယ်လို့ထင်တာပဲဒီနေ့ပွဲစဉ်မှာလို့ဘာလို့ဘီယန်နာဟိုတယ်နျူကာဆယ်ပွဲ4-1ဆိုနေတဲ့ပရင်ရှာများသွားလို့ဒါမှမဟုတ်အိုနာနာထပ်သိမ့်ထားမှာလားအဲကျွန်တော်တို့မန်ယူနေ့ပြမော်ရင်ကြီးရတယ်နော် မန်ယူရောက်လာတာ343ဆိုတဲ့ပုံစံအသက်ကိုသူခေါ်ဆောင်လာနေတဲ့စိတ်ခေါ်မှုတော့မဟုတ်စိတ်ခေါ်မှုပြင်းထန်အာမတ်ကဒီဘက်သွားမှလေဥဂါတိအလဲဘက်ထက်မှာဗောအာမတ်ကိုဘယ်တောင်မှမထက်ခိုင်းမှာဗောဥဂါတိရဲ့ဘယ်တောင်မှလိုက်ဖို့အဆင်မပြေတော့ဒီနှကောင်လဲလိုက်ဒီနှကောင်လဲရမှာပဲဥဂါတိကိုထည့်ပြီးတော့အရင်စင်လေးလိုက်မလားကနာချွန်နဲ့ဖာနေတဲ့လိုက်ပြီးဇာစည်းလာမလားဟွိုင်လန်းလာမလားဟွိုင်လန်းထည့်ပြီးအမှန်ဇာစည်းနဲ့ကျွန်တော်ကတော့ ပို့ကြိုက်တာတော့ဒီမှာဇာစည်းနဲ့ကနာချွန်နဲ့လိုက်တာကျွန်တော်ပို့ကြိုက်တယ်ဇာစည်းနဲ့ကနာချွန်လိုက်လိုက်သူကလည်းဖာနန်နဲ့ပေါ်ဝဲတင်နေတာဖာနန်နဲ့ဒီပို့လို့ပြောအဲ့တော့စနေရမှာဇာစည်းထည့်လိုက် ပို့တော့လမ်းသေးကျွန်တော်ကြိုက်ပါအမော်ရင်ရဲ့ကြိုက်ရတော့မပြောတတ်ဘူးဇာစည်းကိုဒီလိုထည့်လိုက်ရင်ဓာတ်လောကဒီဘက်လိုက်ပြီးတော့မဇလူးဝဲနဲ့ဒီဘက်တောင်မန်ကတော့ပြောစရာမလိုဒီဘက်မှာအာမတ်နဲ့ယူရိုနဲ့အာမတ်ကတော့လူရှောလို့ ဒူရန်တို့နာနေတဲ့နေသားမှာလို့လိုင်းရဝင်နေတဲ့နေသားဒီလက်ပြန်ပါလာမလားဒါမှမဟုတ်ကျွန်တော်လင်ဒီလော့လေးပဲသုံးပါဒီတိုင်းပိုချန်ဖာနိုက်တက်ကိုသူကဒီအရှိကိုအဘတင်လာပြီးတော့သူကဒီလက်ကိုအရန်စင်နဲ့ဟိုကနေလိုက်ရဆိုတော့ကက်စမဲရိုနဲ့လိုက်နိုင်တယ်ဥကာတင်းနေတယ်ဒီပွဲစဉ်မှာဥကာတင်းနေဒါလို့နဲ့အဝါထပ်မထိဖို့အရေးကြီးရနော်ကျောင်းဒီပွဲစဉ်မှာရက်လက်လေရတော့ဘယ်လိုခေါ်ဆောင်ရမလဲဆိုတော့ဘက်လေးပေးဆောင်ထားတဲ့အနေထားရတော့မန်ယူပဲသူတို့ကဥတီထားအနေထားယူတော့ မန်ယူဒီပွဲစဉ်မှာနှစ်ကိုတကိုဆိုတဲ့ရလတ်နဲ့ဂိုကတ်လနဲ့အနာရရှိပြီးတော့ကျွန်တော်တို့ဆီမီဖာနယ်တက်သွားမယ်လို့ပွဲစဉ်သုံးသပ်ရင်းနဲ့ဒီနေ့ကျွန်တော်တကယ်ချင်းလို့နှုတ်ဆက်လိုက်ပါတယ်ပါလို့ကျွန်တော်တို့ယူရိုပါကွန်ဖရက်လီယာချက်ဆီလို့ပွဲစဉ်လည်းကျွန်တော်မသွားတော့နောက်ပတ်လည်များမှာချိန်ရရှိပွဲစဉ်တင်ဆက်ရင်းနဲ့ကျွန်တော်တကယ်ချင်းလို့အားလုံးနှုတ်ဆက်လိုက်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်ဖြာကျမ်းမာကြပါစေ